မင်္ဂလာပါရှင်အခုဆိုရင်1920ငွေရတုရုပ်ရှင်ကာလဖြတ်တမ်းမှုမန္တလေးရုပ်ရှင်အစီအဝါစတင်ရိုက်ကူးနေပါပြီဖြစ်ပါရှင်ဒီရုပ်ရှင်အပိုင်းစဉ်ကိုဇလန်းစဉ်အပိုင်းတူလိုက်ထုံ့နှိမ့်ပြသသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီရုပ်ရှင်ရိုက်ကူးမှုနဲ့ပတ်သက်ပြီးတော့ဒီရုပ်ရှင်မှာပါဝင်ခဲ့တဲ့ဦးဝေးကျူလေးကိုကျွန်မက DVB ရုပ်မြင်သံကြားရဲ့တွေ့ဆုံမေးမြန်းငယ်အစီအစဉ်မှာတွေ့ဆုံမေးမြန်းသွားမှာဖြစ်ပါတယ်ရှင် ဟုတ်ကဲ့ပါအငယ်မင်္ဂလာပါရှင့်မင်္ဂလာပါဟုတ်ကဲ့ပါရှင့်အငယ်တို့ဒီမန်နိုင်ငံရုပ်ရှင်အစီအစဉ်ကနေဒီသမိုင်းနေ့ရုပ်ရှင်ဇာတ်ကားကိုစရိုက်ဖြစ်ပုံအရင်ဆုံးရှင်းပြပေးပါလားရှင့်ဒီရုပ်ရှင်စေရုသဘေကျင်းပါတော့ဟာမြန်မာရုပ်ရှင်သမိုင်းပြည်သူ့ကော်ပိုရေးဆိုတာရှိတယ်အဲ့ပြည်သူ့ကော်ပိုရေးဖွဲ့လိုက်တဲ့အတွက်အကျိုးကပါလဲဆိုတော့ဟိုထောက်ပေါ်20နဲ့ထောက်ပေါ်45မြန်မာရုပ်ရှင်ဝေရုပေါ့လေသမိုင်းစဉ်ဆိုတော့ဆက်ပါထွက်သွားပြီထွက်သွားပြီဆိုတော့ အဲ့ဒါစာအုပ်တွေနဲ့ထွက်တာပေါ့ရုပ်ပြကျန်သားတန်ကြာပြည်သက်တွေကြတဲ့အခါကျတော့ဒီဒီခန္ဓာလေးကိုကြည့်လိုက်လို့ရှိလို့ရှိရင်ရုပ်ရှင်သမိုင်းကိုဘာပဲဖြစ်ဖြစ်ဝါသနာပါတဲ့လူကအထိုက်ကြောက်သိသွားတယ်ဟုတ်ကဲ့ပါအဲ့ဒီလိုစိတ်ကူးလေးနဲ့ဒါလေးကိုရိုက်တာဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့အော်ရိုက်မယ်ရိုက်ဖြစ်နေပြီဆိုတော့နေဒီရုပ်ရှင်ရိုက်ကူးတဲ့ထဲမှာဘယ်သူတွေပါမလဲအဲ့ဒါအနည်းနဲ့ပြောပြပြပါဦးအဲ့ဒါတော့လောလောဆယ်ကတော့ဟိုတွဲဆုံဆွေးနွေးတာကတော့ဥအောင်လွင်ရဲ့ဥချစ်တမ်းမြင့်ဇာညွေးဆရာဥချစ်တမ်းမြင့်ရဲ့ နောက်တော့မင်းသားကြီးဦးထီအောင်ပေါ့ဒါရိုက်တာဦးထီအောင်ရဲ့အဲဒီ၃ရုပ်ကို၃ရောက်ကိုအဓိကထားပြီးတော့သူတို့ဆွေးနွေးတယ်။ဒါပေမဲ့အဲ့ဒီသူတို့မဆွေးနွေးခင်မှာဟိုဥပမာဆိုတော့တစ်ဆိုလို့ရှိရင်ကိုလူမင်းကအဖွင့်ပြောရမယ်။အဖွင့်ပြောတဲ့အခါမှာကိုလူမင်းကအဲ့ဒီအဖွင့်ပြောပြောပြီးမှကိုသုံးတော်ဆွေးနွေးဆွေးနွေးတဲ့အခါကျကလေးတစ်ယောက်ကတင်တဲ့လူကကိုသေဆောင်လုပ်နေတဲ့ကလေးလေးတစ်ယောက်ကလည်းအဲ့ဒီဟာလေးမိကိုနေမိပေါ့။အဲ့လိုလုပ်တယ် လုပ်ရဲဆိုတော့သူကအပိုင်းကဟိုနိုင်ဘွဲ့ဆိုရင်လည်းကျွန်တော်က25မိနစ်လောက်ပဲလုပ်ရတယ်လုပ်ရတဲ့အခါကျတော့အဲဒီတပိုင်းဆိုတယောက်တယောက်တယောက်ဖြုတ်ရှင်းပြရတယ်တယောက်တယောက်ထိကမိတ်ဆက်ပေးကြဟုတ်ကဲ့ပါရှင်အဲ့တော့ဟိုနောက်ထပ်ဟိုဥပမာဆိုကုထုံးတုံးဝဲဆိုရိုက်ပြီးသွားပြီဟုတ်ကဲ့အဲ့ channel ပညာတွေလည်းသူ့အလဲကြသူရိုက်သွားဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့အဲ့အဲ့လိုနေဟိုတစ်ခါရရင်25မိနစ်ပေါ့နော် duration က30သတ်မှတ်ထားတယ်ဆိုတော့အဲ့25မိနစ်မှာဆိုဘယ်နှစ်ပိုင်းတော့ထုတ်ပြီးတော့ရိုက်မလဲမသိဘူး ခုကျွန်တော်တို့ MNDB နဲ့ညှိထားတာအပိုင်း90အပိုင်း90ရဲ့ခုလောက်ထားတယ်လောက်ထားရဲဆိုတော့ကျွန်တော်တို့ဘယ်နှပိုင်းထွက်မယ်တော့မသိဘူးလေအဲဟိုရှိတယ်လို့ပေါ့ဘယ်လိုစေတော့အဲဒီသဘောတူတာတော့အပိုင်း90 MNDB ကထွက်မှာဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်အပိုင်း90ဆိုတော့အခုရိုက်နေဗနက်ပိုင်းတော့ပြီးပြီနော်ဟုတ်က3ပိုင်းပဲပြီးသေးတယ်ဟုတ်ကဲ့ပါရှင်3ပိုင်းပဲပြီးသေးတယ်နောက်ပေါင်းနောက်တည့်ရရင်လောမှာတနေ့ကို3ပိုင်း၄ပိုင်းပဲအများဆုံးပြီးနိုင်ရဲ့ဟုတ်ကဲ့အဲ့တော့ပဲပြီးတယ်ဟုတ်ကဲ့ပါရှင်တချို့ဒီပါဆို ဟိုတချို့ဒီတမိုင်းစာအုပ်ကရှိတယ်ဆိုရင်တချို့စာရွက်စာတမ်းတွေကပြည့်စုံအောင်လို့ထပ်ဖြည့်ရတာလို့ပါလို့ရှိတယ်အဲ့ဒါတွေရေးပြီးတော့ဒီရောစကျွန်တော်အဲ့ဒါတွေစုရဲစုပြီးတော့အဲ့ဒါတွေရေးပြီးလို့ရှိရင်ဒီသူတို့ပြောမဲ့လူတွေကိုဒါတွေကိုထိတ်ကနေခေါင်းစည်းလေးတွေရောဗာတွေရေးပြီးတော့ဝေထားရတာပေါ့ဟုတ်ကဲ့ဝေထားအဲ့ဒါမှသူကကောက်ကြောင်းလေးရအဲ့ဒါမှဟိုမှန်သွားမှာဟုတ်ကဲ့ပါရှင်အဲ့ဒါဆိုလို့ရှိရင်ဒီရုပ်ရှင်တမိုင်းမှာဆိုရင်ငွေရတုဆိုတော့ဘယ်လိုအကြောင်းအရာတွေပေါ့နော်ဘသူတွေကိုအဓိကထားပြီးတော့ထည့်သွင်းမျိုးဒီမှာဆွေးနွေးသွားမှလည်းမသိဘူးရိုက်ကူးသွားမှလည်းမသိဘူးရှင် ဟိုထိတ်ကအဖွင့်ရတော့လက်ရှိသေယုဆောင်နေပေါ့ဟုတ်ကဲ့လက်ရှိသေယုဆောင်နေတည်းကပညာလည်းပေါ့ဟိုဟိုမေသာမေသမီးရမဟုတ်ပါဘူးဇပ်ပုတ်တွေရောဟိုဒီမှာဒီမှာကရရနေတဲ့လူတွေခေါ်လို့ရတဲ့လူတွေအကုန်လုံးကိုဒီမှာထည့်ရဲသွားပါပေါ့ဟိုဆွေးနွေးတာကတော့သူကအဲ့ဒီအချိန်ကိုလည်းပြည့်တဲ့လူဖြစ်ရမယ်နောက်ကသမိုင်းကိုလည်းအထိုင်လေးအောင်သူကဟိုလေ့လာထားဖတ်ထားတဲ့လူဖြစ်ရအောင်ဟုတ်ကဲ့ပါအဲ့ဒါမှသူကပြောလို့ကအဆင်ပြေပါလေဟုတ်ကဲ့ပါနေဖို့လို့ရှိရင်ကျွန်တော်ကဒီဒီဟိုလာကြောင်းကိုပြောဖို့ကလည်းခက်တယ်ဘာလို့လဲဆိုတော့ ဟိုလူတယောက်ကိုတွေ့ဥပစာတော့ဥဥောက်လူအင်တာဗျူးပေးတယ်ဆိုရှင်ဥောက်လူမာယာထောင်ကျောက်ဘယ်တော့ကအာဘယ်တော့ကရိုက်လဲဟာလားဟိုဟိုလေသူရိုက်တဲ့ကားကိုရှောက်မိတာအဲ့ဒါကလွယ်တယ်အဲ့ဒါကတော့သူကျင်လေတဲ့ဟာတွေကိုပြောပြီးတော့တွေ့တာလွယ်တယ်ကိုကဒီလမ်းကြောင်းနဲ့သွားမှာဆိုတော့တောက်ကက20ပတိုင်ကတော့အခြေအနေ20 21 24အခု23အဲ့လိုသွားမှာဆိုတဲ့အခါကျတော့အဲ့ဘောင်တွေရပဲကျွန်တော်ကပြောသွားမှာလေဟုတ်ကဲ့ပြောသွားတယ်ဆိုတော့ဒါနဲ့3တားပြီးတော့အဲ့လမ်းကြောင်းတွေဝင်အောင်လို့ကျွန်တော်တို့ဒီ ကောက်ကျောက်လေးတွေထုတ်ထုတ်ပြီးတော့ပျော်ခိုင်းတာဟုတ်ကဲ့ပါရှင်အဲ့တော့1920ဆိုတော့ဟိုဟာ20ကနေဒီငွေရတုကဏ္ဍ1945ခုနှစ်အထိဆိုတော့နိအဲ့ထဲမှာဆိုတော့ဘယ်အကြောင်းအရာတွေအဓိကမင်းသားမင်းသမီးတွေပါတော့ပြောပြပြပါအောင်ရှေးခင်မင်းသားကြီးဟောအကုန်ပါတယ်လေဟိုဘာတင်တို့ဘာချစ်တို့ဘာတို့အဲ့ဒီဟာသူပေါ်လာတဲ့ဟာတွေပေါ့ဟုတ်ကဲ့ပေါ်လာတဲ့ဟာတွေပထမဆုံးဒီဆိုတော့ဟိုဒီ သူတို့ဒီဟိုရဲအုပ်စုဘောမြမဆွေမာကိုကအေဝါဥတင်ဘောကငဲတာဟုတ်ဟုတ်ကဲ့သူ့ထက်မှာဒီဥညိဘောကစာမင်းသားဖြစ်တာဟုတ်ပြီးတဲ့အခါကျဥတင်လွယ်လို့ဘာလို့ဆိုရလဲရှိတယ်ဥတင်လွယ်တော့လည်းနောက်တစ်ခါဟိုဥမောင်မောင်ဆိုးပါညာအဲ့အချိန်တွေမှာသူကဟိုကနောက်ပိုင်းကျတော့သူတို့တွေရိုက်နေလို့အဲ့ဒီနှစ်ကြတဲ့ခါကျတက်ကုစုကြောင့်သားဘောကဒီပထမဆုံးရိုက်တဲ့ကာဆိုတော့ရကနိုင်အဲ့အဲ့ဒါဒီပြောရရတယ်အဲ့ဒါလေးတွေကထိုးပြပါဘောသဘောပြအဲ့အချိန်မှာဟိုဘက်ကဒီဘက်ကလည်းဟိုဘက်ကလည်းဖြည့်ချက်ပါမှာဆိုလို့ရှိရင်အရင်တော့ကသူတို့နဲ့အတူတူ ရိုက်တဲ့ကင်မရာမင်းကသူ့ဦးလေးကဦးညွန့်ဦးညွန့်ကနေပြီးတော့ဒီဟိုသွားပြောတယ်ကျွန်တော်ရုပ်ရှင်အနေနဲ့ကောင်းလာပြီအဲ့တော့ရုပ်ရှင်ကုမ္ပဏီလို့ကိုပါညာဆိုပြီးတော့အဲ့ဒါမျိုးတွေရှိတယ်အဲ့ဒါကိုဟိုအဲ့ဒါလေးလည်းပါမှာပေါ့အဖြစ်ချက်ပါမှာပဲတော့ပေါ်လာတယ်နော်ဟိုဘက်ကဟိုပထမဆဆာရဟိုဘောဘာမှမလဲဘာမှမလဲကနေတော့ကမြန်မာဆွေကတက်ဆက်လုပ်တယ်ပြီးတဲ့ခါကျတော့ A1 ဖြစ်တယ်ပေါ့ အဲ့တော့ကာကဥပ္ပဝပြန်လာပြီးတော့လန်ဒါအဆိုတာဖြစ်တယ်အဲ့ဒါကြီးအပုံလုံးသူကသူတမိုင်းထဲမှာပါသွားမှာပေါ့နဲ့လိုက်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့အဲ့အဲ့လိုမျိုးအခုရိုက်တယ်ဆိုတော့နေဟိုဒီဟိုတုန်းကကင်မရာတွေဘာတွေရောဘယ်လိုဘယ်လိုဘယ်လောက်လောက်များရှိတယ်ဆက်ပစ္စည်းတွေပါလဲဆက်ပစ္စည်းတွေတချို့တွေရှိတယ်ဒီကိုရောင်ထဲမှာထည့်ထားတာပေါ့ကျွန်တော်တို့ကကျွန်တော်တို့ဒီမှာဘာရှိလဲဆိုဒီပြတဲ့ကြီးလိုတုန်းကအဲ့ဒီစိတ်လူစပင်လိုတုန်းကအကျူးပြတ်ပေါ့အဲ့ဒါဒီပစ္စည်းတွေကိုဒီတိုင်းပဲထားမယ်အတူတူတော့ ဒါတွေကိုတခုလုံးရမယ်ပေါ့လူလူကြီးတွေကနေပြီးတော့ပြတဲ့ကလေးလုံးလိုက်ရင်ကောင်းမယ်လို့ဆိုတဲ့အခါကျတော့အဲ့ပြတဲ့ကိုလုံးဖြစ်တာပေါ့လုံးဖြစ်လိုက်တဲ့အခါမှာအဲ့ပြတဲ့အဲ့မှာအတီဟိုသူ့နှက်လိုက်ပေါ့အဲ့လိုဝေတုရွှေတုစေတုဆိုအဲ့နှက်လိုက်ဓာတ်ပုံမျိုးပုံမျိုးရှိတယ်အဲ့ဒါတွေကိုရိုက်ပြီးတော့စီရီထည့်ထည့်ထားတာဟုတ်အဲ့ပုံမျိုးရှိပြီးသားရှိပြီးသားသူ့နှက်လိုက်တဲ့အားတွေကလိုက်ထည့်ရမှာပေါ့ဟုတ်ဟုတ်ကဲ့ဆက်ရမယ်နောက်ပြီးတော့လက်ကားကြောင်ကြောင်တွေရိုက်ထားတာရှိတယ်ဟုတ်ကဲ့အဲ့လက်ကားကြောင်ကြောင်တွေလည်းသူ့နှက်လိုက်တဲ့ ုနှစ်မှာပေါ်လာလို့ရှိရင်အဲ့ဒါလည်းလိုက်ထည့်လိုက်ဩဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့အဲအခုဒီရုပ်ရှင်သမန်းကိုရိုက်တော့နေဟိုဘလို့အခက်ခဲတွေနဲ့တွေ့ရလဲတွေ့ရတဲ့ခက်ခဲတွေနဲ့ပြပြပြပါဦးရှင်ခက်ခဲရတော့အဲ့ဒီလောလောဆယ်ရတော့ဒီနေရာတွေရှားတာပေါ့ရှားရတယ်ဆိုတော့အကြောင်းအရာတွေကတခုဟိုပြည့်စုံဖို့ရယ်နောက်တစ်ခုကတော့ဟိုဒီသူတို့လည်းပြင်ရတယ်ဆိုတော့သူတို့ဝင်းကျင်ရတာတွေသူတို့ဟိုကြည်လည်တာကိုဥပမာဆိုတော့20ခုနှစ်ကျွန်တော်ဘာဆိုလို့ရဟာအဲ့တုန်းကဘလို့ဖြစ်တယ်ဆိုတော့သူတို့လည်းသူတို့သိကြတယ်ပါထည့်ပြောသွားတာ ထည့်ပြောရတယ်မှာတချို့တွေကျတော့ကျွန်တော်တို့ကဘေးကိုနည်းနည်းကားမှဆိုလို့ပေါ့ဒီဟာလေးကိုကျွန်တော်လမ်းကြောင်းကိုတည့်အောင်လို့ကျွန်တော်ကဟိုစူးစမ်းပြီးပြောနေတာဟော45နှုတ်လို့ချင်းဒီ45ဟိုမရောက်ခွင့်နဲ့တနည်းတနည်းမှကြာသွားလို့ရှိရင်လည်းဒီကဖြစ်မှာမဟုတ်ဘူး။ဟုတ်ကဲ့။အဲဒါကြောင့်ကျွန်တော်တို့ဒီသမိုင်းစဉ်လေးကိုဖြစ်သွားလို့ရှိရင်နောက်ပြီးသွားလို့ရှိရင်ငွေလူပြီးသွားလို့ရှိရင်ဒီအားလေးကဒီအကုန်လုံးကိုပေါင်းလိုက်လို့ရှိရင်ဒါဟိုမြမရုပ်ရဲ့သမိုင်းရဲ့ငွေဟိုရင်းပေါ့ငွေခေပေါ့နောက်ရွှေခေပေါ့အဲ့လိုဖြစ်သွားအောင်လို့ ဟုတ်ကဲ့အားကြောင့်မလို့အဲ့ဒီဘေးမထွက်အောင်လုပ်ဖို့ကတော့ကျွန်တော်တို့တာဝန်ပေါ့အဲ့ဒါလေးကထိသိမ်းရတာတခုပါပဲပို့ခတ်တယ်ကျန်တဲ့ဟာတော့အဲကျန်တဲ့ဟာကတော့ဟိုတိတ်တော့အခက်အခဲမရှိပါဘ ုတ်ကဲ့ပါရှင်ဟုတ်ကဲ့ဟုတ်ကဲ့ပါအဲ့ဒါအဲဆိုလို့ရှိရင်ဒီငွေရတရုတ်ရှင်ကားကြီးပြီးသွားပြီဆိုလို့ရှိရင်ရွှေရတူတို့ဘာလို့နောက်ဆက်ထွက်ဖို့အစီအစဉ်ရရှိလားအေးအဲ့ဒါတော့ဟိုသူတို့ထုတ်လွတ်တဲ့လူတွေနဲ့ဆက်ပြီးတော့တိုင်မရမှာပေါ့တိုင်ပြီးတော့သူတို့တကယ်လို့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဆက်ပြီးတော့ရိုက်ပြည်ဒါတော့အပတ်မကြည့်တော့ဘူးဒီဘက်ခေရောက်လာတော့အပတ်မကြည့်တော့ဘူးလေဟုတ်ကဲ့ပါရှင်ဟိုကနှစ်တရာပြည့်ဖို့ကဟိုဟိုလေးနှစ်လောက်ပဲလိုတဲ့အချိန်ရတဲ့ခါကျတော့ဟိုနှစ်တရာကိုပြန်ကြည့်တဲ့ခါမှာနည်းနည်းခက်သွားတာဟုတ်ကဲ့ဟိုဝေးကိုပြန်ကြည့်တော့လေ ။အိုးတော့ဟာတွေတချို့ဟာတွေမပြည့်ဘူးလေ။ဝါတာတော့ပြည့်နေတယ်။အဲ့ဒါတွေကကိုယ်တွေကကျွန်တော်တို့ပြောထားမှာတစ်ချိန်မှဒါတွေအသုံးပြ။သမိုင်းဝင်မှာ။တော့လူတွေကြတော့ရှင်တဖြည်းဖြည်းဒါတွေကိုမသိတော့ဘူးလေ။ဟုတ်ကဲ့ပါရှင်။ဒါတော့အဲ့ဒါလေးကိုအဲ့ဒါလေးဖြစ်စေချင်တာ။အဲ့ဒါလေး။ဟုတ်ရသမျှလေးပြောထားတာဟုတ်ကဲ့ပါရှင်ဒါဒီနောက်ရုပ်ရှင်ဘက်မှာတမိုင်းတစ်ခုကြံခဲ့အောင်လို့ဒါအရင်တော့ရုပ်ရှင်တမိုင်းကိုပြန်နေပြီးတော့ဖော်ထုတ်တာပေါ့နော်ဟုတ်ကဲ့ပါရှင်အဲအဲ့လိုဖော်ထုတ်ခြင်းအဖြစ်ပေါ့နော်အဓိကဒီကြည့်တဲ့လူတွေကဘာကိုအဓိကရရှိပါမလဲမသိဘူးရှင် ရုပ်ရှင်ကိုဝါသနာပါတဲ့လူတွေကတော့ရုပ်ရှင်သမိုင်းကြောင်းကဘလောက်ယုံရတယ်ဆိုတာရုံးကန်ကြိုးစားရတယ်ဆိုတာသိတာပေါ့ဥပမာဆိုတော့ဥပုံမောင်ကအဲ့ဒီဟိုပရမသုံးပေါ်ဒီ1920အော်တိုဝါ73ရဲ့မြန်မာရုပ်ရှင်မဖြစ်ခင်မှာသူကလိုခဲ့တဲ့နှစ်နှစ်သုံးနှစ်လောက်တည်းကသူကတပ်ပုံဆောင်မှာခဲထိုးရတာဟုတ်ကဲ့ခဲထိုးပြီးတော့ခဲထိုးတဲ့အလုပ်တွေမဟုတ်သူကအဲ့ဒီတော့ရုပ်ရှင်ရုံးလေးတွေပမာပြီးကိုရောက်လာတာအဲ့ဒါတွေပါတဲ့သပိုင်းထဲမှာပမာပြီးကိုရုပ်ရှင်ပဲချိန်ထဲကရောက်လာတာရောက်လာတဲ့အချိန်မှာ တရားလူတွေကြီးကြတာပေါ့ဗမာနိုင်ငံခြားကားတွေနိုင်ငံခြားကားဆိုတော့မှပဲနိုင်ငံခြားကားစကားစမပြီးသေးဘူးဟိုရှုကိန်းလေးတွေဗားလေးတွေအဲ့ဒါတွေကြီးတယ်အဲ့ဒီတည်းကသူကအဲ့ဒီယုံတွေမှာကြီးရကြီးပြီးလို့ကျတော့သူတို့ဘလူရိုက်တယ်ဘလူပြလဲအဲ့ဒါယုံရှိမှလက်ဖေးတော့လိုက်ဝင်ကြည့်လိုက်လက်ဖေးတော့အဲ့ဒီလိုတစ်ကိုအများကြီးပဲအများကြီးပဲအများကြီးပဲလိလာတာပေါ့နောက်တစ်ခုကဒီတော့ဒီသူတို့ဒီကင်မရာကိုကင်မရာကိုမမြင်ဘူးဟုတ်ကဲ့အဲ့ဒါကိုသူကကင်မရာကိုရအောင်ဝယ်ရတာတော့ တော့ကဝယ်လိုက်တဲ့ကင်မရာမှတ်ဘလူးပါမလားဒီကင်မရာမှတ်ဘလူးပါတာနောက်တစ်လုံးကိုဝယ်ဝယ်ပြီးတော့မှတ်ဘလူးတိုက်တက်ပြီးတော့အဲ့ဒါရိုက်ဖို့အစီအစဉ်ဖြစ်ပြီရိုက်ဖို့အစီအစဉ်ဖြစ်တော့လဲကုလို့ခလုတ်နေလို့မတော်အောင်ကင်မရာလက်နဲ့လှည့်ရလက်နဲ့လှည့်ရမှာဆိုသူစူးစမ်းတာလေပေါ့လက်နဲ့လှည့်ရမှာဆိုအဲ့လက်လှည့်တာကျင့်ရတယ်ဘာလို့လက်အနှေးမြန်ပုံမူပြီးတော့ဟိုရုပ်ကနှေးသွားတာပြန်သွားတာအဲ့လိုတွေဖြစ်မှာဆိုတော့အဲ့ဒါတော့အတန်တိတ်ချက်အဲ့လိုတွေလောရတာတော့ဒါတွေရုပ်ကန်တာတော့အလုပ်ပြန်သွားတယ်သိစေချင်တာလေအဲ့လို ကင်မရာရောအစေးပြေတဲ့အတိုင်းကျတော့ဖလင်မရှိပြအောင်။အော်။အဲ့ဒီဖလင်ကိုလည်းသူတို့ဟိုဥယောပောက်မှာရတယ်မရ။အဲ့ချိန်ကစစ်စစ်ကာလာဖြစ်နေတော့ဒီဖလင်ရမှုတော့မလွယ်ဘူး။နောက်ကြမှာဒီကုမ္ပဏီတကူကနေသူတို့ဥယောပရဲ့ကိုယ်စားလှယ်ကအိန္ဒိယမှာရှိတယ်။အိန္ဒိယအဲ့ချိန်တော့အိန္ဒိယရဲ့တစင်တီကိုလာတာ။ဟာသူတို့မှာပြီးမယ်ဆိုပြီးတော့မှာပြီးလိုက်လို့အဲ့ဖလင်လေးရလာတော့သူတို့စမ်းတာ။စမ်းပြီးတော့လည်းဘယ်လိုဆေးရမှာမသိဘူးဖလင်။ဒီမှာတော့အပေသုံးပြီးတော့ရှိတာ။ အဲ့ဒါကျတော့ဟိုပလေအများကြီးကျတော့ကဒီပေ90ဝင်တယ်ပေ90ဝင်တဲ့ခါကျသူတို့မစေးတတ်ဘူးအဲ့တော့မှသစ်သားတော့တဲ့ကိုစေးတွေပါနေထည့်ပြီးတော့သစ်သားတော့ကိုလှုပ်ပြီးအဲ့တော့ဟိုပလေလေးကပြောအချော့အချော့လာတဲ့ပုံစံရစ်လုံးလိုလှုပ်ရအဲ့ဒါမျိုးတွေပေါ့အဲအဲပါဆိုဒီလိုကြိုးစားတာတွေအဲ့ဒါကိုကတော့ခလုံးတက်ချင်ကင်မရာရှိရက်လိုက်လို့ရှိရင်ဒါကားရိုက်လို့ရတယ်ဟုတ်ကဲ့အဲ့ဒီအချိန်တုန်းကဘလို့ယုံကြတယ်ဆိုမှအခုဒီအလုံးနဲ့ကျွန်တော်တို့တွေကျွန်တော်တို့ပါပါတာပေါ့တိလုံးတဲ့အသက်မွေးဝါးကြောင့်လုံးတဲ့လူတွေက ဒါလေးကိုသိထားရင်ပိုကောင်းတာပေါ့ဟုတ်ကဲ့ပါတပိုင်းကိုသိထားပါလေဟုတ်ကဲ့ပါရှင်ကိုဒီဟာတဲ့အလုတ်ကင်စားပြီးတော့ကိုရုပ်ရှင်တပိုင်းကိုမသိဘူးဆိုရင်လည်းဒါလည်းမဖြစ်သေးဘူးဟုတ်ကဲ့ပါအဲကြောင့်လို့ဒါလေးကိုရိုက်တာဟုတ်ကဲ့ပါဒါအဓိကရည်ရွယ်ချက်ပေါ့နော်ဒီရုပ်ရှင်ကားကိုရိုက်ရတဲ့အဓိကရည်ရွယ်ချက်အခုကတော့ဤပညာလေးအရင်တိုတက်လာတယ်ဒါမဲ့ဇကားရဲ့အရည်သွေးတွေကကျသွားတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးများဟိုအငယ်နေနဲ့ပြောပြချင်လဲရှင်အခုကတော့ဟိုတရုတ်ဆောင်ပိုင်းကလည်း ဟောကာရကရိုက်လို့ရှိရင်အဲကာရကကိုအချိန်ပေးဖို့လိုတာပေါ့ဟုတ်ကဲ့ရှင်အချိန်ပေးဖို့လိုတာပေါ့ကာကောင်းအောင်သဘောတော့ကာကောင်းအောင်ရတယ်ပေါ့ကာကောင်းအောင်ရတဲ့ခါကျတော့ဒီဟာကိုနှိပ်ပြီးတော့တချို့တွေဆိုတစ်နှစ်တို့6လတို့2နှစ်တို့ရိုက်တာလေအဲ့တော့ထွက်လာတဲ့ကားတွေဆိုရင်များတော့ပြန်ကောင်းတယ်အဲ့လိုရှိတာပေါ့ဟိုကိုကတော့အဲ့လိုပါမဟုတ်ဘဲနဲ့ဟိုကားပြီးပြီးရောဆိုရိုက်လို့ရှင်တော့ အဆင်မပြေဟုတ်ကဲ့ပြီးပြီးဆိုပြည့်အောင်လေရတာပေါ့ဒီလိုရိုက်ဟိုလိုရိုက်ဟိုလိုရိုက်ဇက်လက်တော့ပေါ်တာပေါ့ဟုတ်ကဲ့ပါဒါပြီးတော့တကယ်တကယ်ကျတော့ဟိုအခုကြည့်တဲ့လူတွေပြောတော့ဟိုတော့ကတော့ရတာမရှိဘူးလို့ပါလို့ပြောတာဟိုတော့ကတော့အဲ့လိုတကတ်တကတ်ကိုအဲ့လိုစိတ်ပြီးတော့နောက်ပြီးတော့ဒီတေယောဆောင်တယောက်ကလည်းဓာတ်ကိုနှိမ့်ရိုက်တာနှိမ့်ရိုက်အဲစိတ်ကိုနှိမ့်ရိုက်တာစိတ်နှိမ့်ရိုက်တဲ့အခါကျတော့ပူကောင်းဥကတော့ဟိုကာယကကာယဆိုရင်အရက်20လောက်ရှိပြီနဲ့လေမေတ္တပိရတော့ဆိုပါတော့ဥပမာပြောတာပါ အဲ့ဒီပြရတော့6ရက်ပဲရတယ်ဆိုလို့ရှိရတယ်။အာမဖြစ်ဘူးလားဆိုတော့အာဒီဟာနဲ့ပဲကြံပါရိုက်တယ်ဆိုဒီလိုကြံပါရိုက်တာ။ကြံပါရိုက်တဲ့အခါကျတော့ကားကတော့မဖြစ်လားဆိုတော့ကားကဖြစ်တယ်။ဟုတ်။အေးသေးကြအေးသေးကြဟုတ်ကဲ့ပါရှင်။ဟုတ်ကဲ့။ဒီဥဆောင်တွေကချိန်ပြီးဖို့လိုတယ်။အဲ့လိုပဲကြံတဲ့လူတွေလည်းချိန်ပြီးဖို့လို။ဟုတ်ကဲ့ပါရှင်။ဖြစ်ရိုက်လို့ရှင်တော့ကားကဖြစ်ပဲဖြစ်ပါ။ဟုတ်ကဲ့။တကယ်နှစ်ရိုက်လို့ရှင်တကယ်ကားကောင်းပါ။ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ဒါဒီလိုမျိုးဒီတေဥဆောင်နေဘက်ကအခုကနီးပညာတိုးတက်နေပြီဆိုတော့နိတေဥဆောင်နေဘက်ကအချိန်ပေးဖို့လိုအပ်တယ်ပေါ့နော်အဲ့လိုဆိုရုပ်ရှင်ကားကောင်းနေ ထွက်လာနိုင်တယ်ပေါ့ဟုတ်ကဲ့ပါရှင်အဲ့ဒီစကားနည်းနဲ့ပဲဒီနေ့တွေ့ဆုံမြန်မြန်ကန်အစီအစဉ်ကိုနှုတ်ခွန်းဆက်လိုက်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်